လူပညာဘုကောင်းငယ်အစီအစဉ်ကိုပြန်လည်ပြီးတင်ဆက်ပေးပါတော့မယ်။အဲ့တော့ခုနကတော့ခိုင်ဆိုပြောသွားတဲ့ရိုက်ကွင်းနောက်ကအမှတ်တရတစ်ခုဖြစ်တဲ့ဒီတစ်ခေါက်မှကြတော့ပထမရိုက်ကွင်းနဲ့မတူညီအောင်ဇက်ကားရိုက်ကူးပုံဖော်နေတဲ့ရိုက်ကွင်းကိုပြည်သက်တီကိုခေါ်ဆောင်သွားမှာပါ။ဒရိုက်တာနေပိုင်ရဲ့ရိုက်ကူးနေတဲ့ဒီရိုက်ကွင်းတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ဒီရိုက်ကူးရေးမှာဘသူတွေပါဝင်နေနောက်ဘယ်လူပညာရှင်တွေကတယောက်ဆောင်နေကြတယ်ပြည်သက်တီအားလုံးရှုစားလို့ရအောင်လို့အခုပဲပြသပေးပါမယ်ရှင်။ ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအတွက်နုပညာမောကောင်းငယ်ဆက်စံရနေပြီးတော့ပုံမှန်တက်ဆက်ပေးနေကြအစဉ်တစ်ခုဖြစ်တဲ့ဒီ shooting making ကဏ္ဍကိုတက်ဆက်ပြီးတော့မှာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ကန်တော်ကြီးမျော်စင်ကျွန်းအတွင်းမှာတရှိပါဖြစ်ပါတယ်ခင်ဗျာပရိသတ်များခင်ဗျာဒီမှာဆိုရင်တော့ director နေပိုင်ကနေပြီးတော့တရုတ်ဆောင်တွေနဲ့ဒီရိုက်ကူးမှုဒီတစ်ခုကိုဖန်တီးနေပါတယ်ပရိသတ်များကဘယ်တရုတ်ဆောင်တွေနဲ့ရိုက်ကူးမှုတွေဖန်တီးနေတယ်ဆိုတာကိုဆက်လက်ပြီးတော့ရှုစားပေးပါအောင်ခင်ဗျာ ပရိသတ်များခင်ဗျာဒီနေ့ရိုက်ကူးပုံဖော်နေတဲ့ဇာတ်ကားကတော့စောင်းညပြသူရုပ်ရှင်နဲ့ဗီဒီယိုထုတ်လို့ရည်အတွက် Rider နေပိုင်းရိုက်ကူးပြီးတော့တည်ဆောင်နေဖြစ်ဆိုင်းဆိုင်ခန့်လိုက်ဤချောပိုတို့ကအဓိကပါဝင်တည်ဆောင်ထားတယ်လက်စရာခောက်တဲ့ပေးသည်ဆိုတဲ့အချက်အတာဗီဒီယိုဇာတ်ကားပဲဖြစ်ပါတယ်မတော်အလုံးမြန်မာသာမြန်မာသာနောက်ဆုံးနဲ့ ်ပါတော့ဒီသူအာဒီကောင်းမှာကျွန်တော်တို့ကဒါတက္ကသိုလ်ကျောင်းနောက်ခံအချစ်ဇက်လန်းလေးရိုက်နေတာလားအဲအဲမှာတက္ကသိုလ်ကျောင်းသားပေါ့အာပြီးတော့ကပြာယူစာယူအဲ့လိုမျိုး အာတော်တော်များပါတယ်ကိုလီပိုင်နဲ့ကျွန်တော်ဒီနှစ်ထဲမှာတော်တော်ရိုက်ဖြစ်ပါတယ်စူးစမ်းတာတော့အများအားစူးစမ်းနေတာပါပဲအာအကယ်ဒမီရလောက်အောင်တော့လဲကျွန်တော်မဖြစ်နိုင်သေးပါဘူးအများကြီးလိုပါသေးတယ်စူးစမ်းရအောင်ပါပါ နေ့မှာဆိုရင်တော့ចောင်းသားរីအချင်းချင်းခင်မမှုတိစားပြီးတော့မိန်းကလေးအဖွဲနဲ့ယောက်ျားလေးအဖွဲတို့ရင်းနှီးမှုရရှိသွားကြပုံတွေကိုဇက်ပုတ်တင်းဆောင်တွေနဲ့မဲမဲဆိုင်ဆိုင်ရိုက်ကူးနေတာပဲဖြစ်ပါတယ် ချောဒီကားထဲမှာမိဘတွေကတော့ပျံရှည်ဒါပေမဲ့သူအဆောင်မှနေတယ်တငယ်ချင်းတွေဒါပေမဲ့အရန်ပေးသီးကြရပါတော့เนาะအရန်ကစီနေတယ်ဟိုပုံစံတော့အကြောင်းသူပုံစံလေးပေါ့ you you natural လေးပဲပေါ့เนาะအဲ့ဒါမှပြီးရင်သူပေါ်မျက်မှန်လည်းတက်သေးတယ်အဲ့လိုမျိုးပုံစံမျိုးလေးပေါ့เนาะအရန်ကြီးဆက်ဆိုင်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့အရန်ကစီနေတယ်ဘယ်ဟာမဆိုသူပေးသီးကြပေးသီးခောက်တယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးလေးပါပဲဟုတ်ကိုဆိုင်နေကအချောမဆုံးနိုင်တော်တော်ကြပါပြီအရင်တော့ကိုဆိုင်အချောတို့ပြပြောခင်မတင်ခင်ကကိုဆိုင်နေ သုံးကားရိုက်ဖူးတယ်ပထမဆုံးကတော့ကိုဝိုင်းရဲ့တမိုးရရိုက်ခိုးတဲ့အကားလေးကပါဖြစ်ပြိသက်တွေချောစားလုတ်တဲ့ကားလေးပေါ့နော်စားရိုက်တဲ့စားရိုက်ကဲကားလေးတွေကအပေါင်းပဲပေါ့နော်အဲကားလေးမှလည်းကြောဆိုက်ရတယ်ဆိုရင်မဲနေနေရလေးလည်းရတယ်လောက်ကလေးလည်းရတယ်ကိုဝိုင်းရောကိုဆိုင်ရောအဲအခန်းလေးမှာကြောထဲတာတော့ပြိသက်တွေတော်တော်များလက်ခံခဲ့တယ်ပေါ့နော်အခုနောက်ပိုင်းမှာနောက်ကိုကိုဆိုင်နဲ့နှကားလောက်ရိုက်ဖြစ်တယ်အခုဒါပြိုးခင်း တင်ပြီးတော့မှကိုဆိုင်နဲ့ပြန်ဆောင်ရတာဟုတ်ဟုတ်ကဲကျောတော့တက်နိုင်ဆုံးကိုလာအပ်တဲ့အလုပ်ပေါ်မှာစေတနာထားပြီးတော့တက်နိုင်ဆုံးပြီးပြန်အောင်မောစူးစားပါတယ်လို့တခါလေးလိုအပ်တာလေးလိုအပ်တဲ့အကွက်လေးလည်းရှိမှာပါလေအဲ့ဒါမျိုးလေးကြရင်လည်းခွင့်လွှတ်ပြီးနားလည်ပြီးဖြည့်ပြီးကြည့်ပေးကြပါလို့ကျောပါတော့တက်နိုင်ဆုံးစေတနာထားပြီးပြိတ္တောက်ချက်တဲ့စိတ်နဲ့စူးစားနေပါတယ်ဟုတ် ပရိသတ်မခင်ဗျာလက်ဆရာခောက်ထက်ပေးသည့်ဗီဒီယိုစကားဆိုရင်တော့ခက်သွေးရဲ့ဝတ္ထုကိုမင်းတခက်ကနေပြီးတော့ဇညွန့်ပြန်လဲဖွဲ့ဆိုပေးထားပြီးတော့ကြပြကိုဝါသနာပါတဲ့ចောင်းသားတယောက်ရဲ့ character ကိုစိုင်းဆိုင်ခတ်လိုက်ကပြုဆောင်ပေးထားပြီးတော့ငွေကြီးချမ်းသာပြီးနဲ့အရာရာကိုစစ်စစ်တိုင်းထွာသုံးဆွဲတတ်တဲ့ကက်စီနိုကောင်မလေးအဖြစ်ဤချောဘူကပြ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 ုဆောင်ထားတာဖြစ်ပါတယ် ရတယ်ခင်ဗျာဒီနေ့မှာကျွန်တော်တင်ဆက်ပေးခဲ့တာကတော့နက်စီယာခောက်တဲ့ပေသည်ဆိုတဲ့ဗီဒီယိုဇာတ်ကားကိုဖန်တီးနေပုံတွေနောက်ပြီးတော့ရိုက်ကွင်းပေါ်မှာမှတ်တရတွေဒါပြင်ကိုဒီလိုဆောင်များဖြစ်ကြတဲ့ဆန်းဆိုင်ခန့်လိုက်ဤချောပေါ်တို့ကနေပြီးတော့ပျော်ရွှင်စရာဇက်ွက်တွေကိုဖန်တီးနေပုံတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သက်များကလည်းဒီနက်စီယာခောက်တဲ့ပေသည်ဆိုတဲ့ဗီဒီယိုဇာတ်ကားလေးထွက်ရှိလာတဲ့အခါကျရင်လည်းကြိုတင်အားပေးနိုင်အောင်လို့ကျွန်တော်တို့ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဗျကျေးဇူးအားပေးကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်အနုပညာမိုးကောင်းငွေရဲ့အနုပညာမြင့်ခွဲဆောင်ကိုဆက်လက်ရှိစားပေးပါအောင်ခင်ဗျာ ပရိသတ်တွေအားလုံးအတွက်အခုဆိုရင်တို့ဘာလုပ်နေလဲဆိုရယ်ကဏ္ဍလေးကိုတင်ဆက်ပေးပါတော့မယ်။အဲ့တော့ဒီကဏ္ဍလေးကနေပြီးတော့အမှုပညာရှင်တွေရဲ့လက်တလောအမှုပညာလှုပ်ရှားမှုတွေကိုသိရှိအောင်လို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးနေတာပါ။အမှုပညာရှင်တွေကိုခိုင်စို့တငယ်ချင်းတွေကနေပြီးတော့တွားရောက်ပြီးတော့မေးမြန်းထားပါရယ်။အမှုပညာရှင်တွေကိုယ်တိုင်ရလဲတို့ကိုယ်တိုင်တို့ရဲ့အမှုပညာလှုပ်ရှားမှုသတင်းတွေကိုပြောပြပေးထားပါရယ်။ပရိသတ်များအားလုံးပဲရှုစားကြရအောင်လားရှင်။ ခုတော့တော့ကြောင်ကြိုင်ရိုက်နေရယ်ပြီးတော့ဗီဒီယိုစကားရေးထိုက်ရဖို့လည်းရှိရပြဟုတ်ကျွန်တော်စကားရေးမထွက်သေးဘူးဒါပေမဲ့ဟိုပရိသတ်ကြီးစောင့်ပြီးတော့ကြည့်ပေးပါအောင်လို့ပြောပြပါဟုတ်အဲဝါဆိုအခုတော့ဝါဆိုပထမဆုံး service အခွေလေးကိုစားလုပ်နေပါတယ် ACV ထဲမှာ future ring နဲ့အနေနဲ့ဝါဆိုရဲ့အမှုပညာကြီးကိုမောင်မိုင်အများကြီးပါဝင်มาဖြစ်ပါတယ်ဝါဆို MTB နဲ့အရင်ဆုံးခြားထုတ်มาဖြစ်တဲ့အတွက်ပရိသတ်ကြီးအားပေးပါလို့ပြောချင်ပါတယ်ဟုတ် အနုပညာမိုးကောင်းငင်အစီအစဉ်ရဲ့ဒီကနေ့အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များရှင်ဒီနေ့အနုပညာမိုးကောင်းငင်အစီအစဉ်ကနေပရိသတ်တွေအားလုံးအတွက်စုံလင်တဲ့အနုပညာရတာတွေကိုခိုင်ချုပ်တင်ငင်ခြင်းနေရဲ့ခိုင်ချုပ်ရဲ့ပို့ပေါင်းပြီးတော့တင်ဆက်လုပ်ပြီးသားပါပြီပရိသတ်တွေအားလုံးနှုတ်ဆက်ချင်ပါတယ်အနုပညာမိုးကောင်းငင်အစီအစဉ်ဟာဆိုရင်တော့ဒီနေ့လာနေ့ကနေစပြီးတော့တောက်ကြနေ့ဒီချိန်လေးတွေမှာပုံမှန်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ပရိသတ်တွေကဒီကနေ့မှပါဝင်တဲ့အစီအစဉ်တွေကိုကြိုပြီးတော့သိကျင်နေဆိုရင်တော့ဒါ Facebook မှာအနုပညာမိုးကောင်းငင်ဆိုပြီးတော့ဝင်ရောက်ပြီးတော့ဒါကြည့်ရှုလို့ရရဲဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းလေးပါကြမှာ င်ပါတယ်ဒီနေ့ရဲ့ဒီပညာမူကားငယ်စီစဉ်ရနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ပရိသတ်များအားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်